မင်္ဂလာပါခင်ဗျာနိုဝင်ဘာလ16ရက်နေ့ရွှေရံကုန်ရဲ့တိမတ်ဖွယ်ရာသတင်းကမ္ဘာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနဲ့အငင်းပွားနေတဲ့နေဆက်ဒေတာတွေမှာတင်းမာမှုမြင့်တက်လာတဲ့အတွက်ကမ်ဘောဒီးယားကယာနဲ့ချီတဲ့ဒေတာကံများဘေးလွယကိုရွှေ့ပြောင်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်ထိုင်းနဲ့အငင်းပွားနေတဲ့နေဆက်ဒေတာမှာတင်းမာမှုများမြင့်တက်လာတဲ့အတွက်ကမ်ဘောဒီးယားအာဏာပိုင်များကနေဆက်အနီးမှာရှိတဲ့ခြေရွာမှယာနဲ့ချီတဲ့ဒေတာကံများကိုနိုဝင်ဘာလ17ရက်နေ့ကဘေးလွယကသို့ရွှေ့ပြောင်းပေးခဲ့ကြောင်းသိရပါတယ် နိုင်ငံနယ်စပ်မှာအပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့တဲ့အတွက်ကမ္ဘောဒီးယားဘက်အချမ်းမှရှိတဲ့အဆိုပါကြေးရွာများမှဒေသခံတအူသေးဆုံးခဲ့ပြီးနောက်အခုလိုဒေသခံများကိုနေရာရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်ပါတယ်။ယခုနေနေရာဒီကထိုင်းနဲ့ကမ္ဘောဒီးယားကြား9ရက်ကြာတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးတဲ့နောက်တနိုင်ငံစလုံးမှာလူပေါင်း43ဦးသေဆုံးခဲ့ကလူပေါင်း3သိန်းခန့်ဘေးလွယာကိုရွှေ့ပြောင်းနေထိုင်ခဲ့ရပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ထောက်ခံမှုနဲ့ပြစ်ခတ်ရေးဆိုင်ရေးသဘောတူညီချက်ရရှိခဲ့ပါတယ်။ ဒါပေမဲ့နေဆက်မြေမြုပ်မိုင်းပေါက်ကွဲပြီးတဲ့နောက်ထိုင်းနိုင်ငံကကမ်ဘောဒီးယားနိုင်ငံနဲ့ငြိမ်းချမ်းရေးသဘောတူစာချုပ်ပါအချက်လက်များကိုပြထမ်းမှုအားရန်နာကြောင့်ကျင်ညာခဲ့ပါတယ်။နိုဘာလ၁၂ရက်နေ့မှာထိုင်းနိုင်ငံက SKO ပြည်နယ်နဲ့ကမ်ဘောဒီးယားရဲ့ပန်တီမင်ဂျီပြည်နယ်ကြားမှာရှိတဲ့နေဆက်ဒေသမှာတနက်ပစ်ခတ်တမ်းများကြားရကြောင်းနှစ်နိုင်ငံအရာရှိများကပြောကြားခဲ့ပါတယ်။အဲ့ဒီလိုပစ်ခတ်မှုတွေကြောင့်ရဲသားတအူးတေဆုံးခဲ့ပြီးတအူးတန်ရရကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ခွန်ဆန်မာနက်ကပြောကြားခဲ့ကြောင်းသတင်းများကဖော်ပြပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တောင်ကိုရီးယားနိုင်ငံရဲ့ Elan Fashion Logistics Center မိလောင်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နိုဝင်ဘာလ15ရက်နေ့မနက်6:00နာရီချိန်ကအာရှရဲ့အကြီးဆုံး Fashion ဖြန့်ဖြူးရေးစင်တာတောင်ချွန်းချုံပြည်နယ်ချွန်နယ်မြို့မှာရှိတဲ့ Elan Fashion Logistics Center မှာမိလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနနက်7:30အချိန်မှာမိကိုအောင်မြင်စွာထိန်းချုပ်နိုင်ကြောင်းသိရပါပါတယ်ခင်ဗျာ ဆက်လက်ပြီးအာဆီယံဥက္ကဋ္ဌအသစ်ဖိလစ်ပိုင်သမ္မတကမြန်မာအရေးအထူးတန်တမန်အဖြစ်ဖိလစ်ပိုင်နိုင်ငံသားရဲ့ဝန်ကြီးကိုခန့်အပ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။2026ခုနှစ်အတွက်အာဆီယံဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံရဲ့သမ္မတမာကော့စ်ဂျူနီယာကမြန်မာအရေးထူးတန်တမန်ဖြစ်ဖိလစ်ပိုင်နိုင်ငံသားရဲ့ဝန်ကြီးကိုတရားဝင်ခန့်အပ်လိုက်ကြောင်းသတင်းများမှာဖော်ပြထားပါတယ်။နိုဝင်ဘာလ14ရက်နေ့ကဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာပြုလုပ်ခဲ့တဲ့2026ခုနှစ်ဥက္ကဋ္ဌအသစ်လွှဲပြောင်းရယူပွဲမှာဖိလစ်ပိုင်သမ္မတကထိုးထုတ်ခန့်အပ်မှုကို တရားဝင်ကြေညာခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့ပြန်လည်သက်မြန်ရေးအတွက်ကျွန်တော်တို့တွေအတူတူအလုပ်လုပ်သွားမှာဖြစ်လို့သူမအနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်နဲ့အညီအကျိုးရှိရှိအပြုသဘောဆောင်စီကံတကြဖြစ်တဲ့အားလုံးပါဝင်တဲ့မြန်မာပြည်သူတွေကိုထောက်ပံ့ပေးနိုင်တဲ့ချင့်ကပ်မှုကိုဆောင်ယူလာနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ရဲလို့ဖိလစ်ပိုင်သမ္မတကပြောကြားသိရပါတယ်။